ခရိုနီတရေကြီးတွင်လူသိရှင်ကြောင့်တွဲကုတ်ခဲ့ပေမဲ့လမ်းခွဲခြင်းနဲ့သာပြီးဆုံးခဲ့ရတဲ့နှုတ်ပညာရှင်များ မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့မြန်မာနိုင်ငံရဲ့ထိတန်းစည်းဝင်ခရိုနီသတိကြီးရဲ့လူသေးရှင်ကြားတွေ့ခုတ်ခဲ့ကြပြီးမယ်လမ်းခွဲပြင်ဆင်ခြင်းနဲ့သာအဆုံးသက်ခဲ့ကြရသူမင်းသမီးသုံးလင်းရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံရဲ့မင်းသမီးတွေထဲမှာခရိုနီသတိကြီးရဲ့ဘူးစာဆောင်အိမ်အောင်ကြခဲ့ကြတဲ့မင်းသမီးတွေများစွာရှိတာကိုပရိသတ်ကြီးတို့သိကြမှာပါလက်ရှိမှာလည်းခရိုနီသတိကြီးရဲ့နဲ့လက်ထပ်ပြီးတော့တတိကတော်ဖြစ်ချမ်းသာစွာနဲ့စီးစိမ်ခက်စားကနေထိုင်ကြသူမင်းသမီးတွေအများကြီးပါဒီကတင်ဆက်ပေးသွားမယ့်မင်းသမီးတွေကတော့ဒီလိုချမ်းသာလာတဲ့ခရိုနီသတိ ကြီးတွေနဲ့လူသိရှင်များတွဲခုတ်ခဲ့ပေမဲ့အိမ်နောက်ကြတဲ့ဆင်ကိုမရောက်လိုက်ကြဘဲနဲ့လမ်းခွဲခြင်းနဲ့သာဆုံးသက်ခဲ့ရတဲ့မိန်းသမီးတွေကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ဘယ်မိန်းသမီးတွေလဲဆိုတာကြည့်လိုက်ရှာအောင်ပါ။နမတေဆန်ရီမုံမြင့်မိန်းသမီးဆန်ရီမုံမြင့်ကတော့မြန်မာနိုင်ငံရဲ့ချမ်းသာသောစီးရင်ဝင်ခရိုနီတထေသားလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အဆိုရာဟာဖိုင်းနဲ့တရားဝင်လူသိရှင်ကြားတွဲခုတ်ခဲ့သူတစ်ယောက်ဖြစ်ပါရဲ့။အဆိုရာဟာဖိုင်းကမိန်းသမီးလေးဆန်ရီမုံမြင့်နဲ့တွဲစဉ်မှာ ိမ်နောက်ကွဲပြီးသားကလေးပြတယောက်ဖြစ်နေတဲ့အတွက်မိသမီးစံဒီမိုးမြာဝေဖန်မှုများစွာခံခဲ့ရတာပါ။နှစ်ယောက်သားကအများအားကြားရပြီးတော့ပျော်ရွှင်တဲ့ relationship ကိုပိုင်ဆိုင်ခဲ့ရပြီးအစောတော့ဟာဖွိုင်းကလည်းမိသမီးစံဒီမိုးမြစ်ကိုလက်ညှိုးညွံ့ရာရွှေဖြစ်တဲ့အထိကွန်ဖြည့်စည်းကချစ်ပေးခဲ့တာဖြစ်ပါရဲ့။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ချစ်ရည်ဟာလမ်းခွဲခြင်းနဲ့သာဆုံးသက်ခဲ့ရပြီးတော့အစောတော့ဟာဖွိုင်းကလည်းအခုချိန်မှာမိသမီးလေးမျက်ရည်နာကြောင့်နဲ့အိမ်နောက်ကြကပျော်ရွှင်ဖွယ်ရာမိသားစုပွားလေးကိုပိုင်ဆိုင်ထားပြီးပဲဖြစ်ပါရဲ့။ နမနေ M ဆိုင်လူမြန်မာနိုင်ငံရဲ့စူပါမော်ဒယ်တယောက်ဖြစ်တဲ့ဆွေးဆောင်မှုအပြင်းလုံးလာသူ M ဆိုင်လူကလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်တထိတ်သားတယောက်နဲ့တရားဝင်တွေ့ခုတ်ခဲ့သူပါသူမရဲ့ချစ်သူနဲ့တူအမေရိကန်နိုင်ငံတိတူသွားရောက်နေထိုင်ခဲ့ပြီးတော့ ူမအလိုရှိသမျှအကုန်ရရှိတဲ့အထိချစ်သူထေသားစီဟာဖြည့်ဆည်းမှုတွေရရှိခဲ့တာပါဒီလိုတရားဝင်တွေ့ခဲ့ပေမဲ့လေ M sign လူဟာသူမရဲ့ချစ်သူနဲ့လမ်းခွဲခဲ့ရပြီးမြန်မာနိုင်ငံပြန်လာကာအမှုပညာလုပ်တွေပြန်လည်လုပ်ကိုင်နေခဲ့ပြီးပဲဖြစ်ပါရည်နံပါတ်3ရွှေစင်အမှုပညာလောကထဲမှာမော်ရီမင်းသမီးတလဲဖြစ်ရက်တီခဲ့သူရွှေစင်ဟာလေခိုနီတရေကြီးဥဒေစာနဲ့တရားဝင်သတင်းတွေထွက်ခဲ့တဲ့အထိ တတိယကြီးနဲ့တွဲခုတ်ခဲ့သူဖြစ်ပါရီအဲ့ဒီခေတ်ခါကသူမဟာလေရင်နဲ့ခြားနိုင်ငံကိုနေချင်းပြန်ရှော့ပင်ထွက်နိုင်တဲ့အထိတုံ့ပြုံနိုင်ခဲ့သူပါအနုပညာလောကမှာတော်ရုံမင်းသမီးတွေသုံးဆွဲနိုင်ခြင်းမရှိတဲ့အရာတွေအထိသူမဟာတစ်ချက်လေးအလိုရှိတာပြောလိုက်ရုံနဲ့ရရှိပိုင်ဆိုင်ခဲ့သူပါသူမကလည်းအင်အောင်ရှိပြီးသားတတိယကြီးတယောက်နဲ့ချစ်ကြိုက်ခဲ့ရတာဖြစ်တဲ့အတွက်နောက်ဆုံးမှာလမ်းခွဲခြင်းနဲ့သာဆုံးသက်ခဲ့ရသူပါဒါတွေကတော့ခရိုနီတတိယကြီးတွေနဲ့ချစ်ကြိုက်တွေ့ခဲ့ကြပေမဲ့အကြောင်းမျိုးမျိုးကြောင့်တတိယတော်ဖြစ်ကိုမရောက်လိုက်ရဘဲနဲ့လမ်းခွဲခြင်းနဲ့သာ ဆုံးသက်ခဲ့ရတဲ့မိန်းသမီးတွေပဲဖြစ်ပါရည်ပရိသတ်ကြီးတော့နောက်ထပ်ဘသူတွေကြံသေးရလို့ထင်လဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်တကယ်တော့အိမ်အောင်ရေးဆိုတာကချမ်းသာတာဆင်းရဲတာနဲ့မဆိုင်ဘဲနဲ့ကိုယ့်ပေါ်မှာချစ်တဲ့သူကိုရွေးချယ်တဲ့သူနဲ့သာဆိုင်တာပဲဖြစ်ပါရည်ဒါကြောင့်မလို့ဒီချိန်မှာလမ်းခွဲခဲ့ရပေမဲ့လည်းနောက်တစ်ချိန်မှာကိုယ့်ကိုချစ်တဲ့သူကိုယ့်ကိုတန်ဖိုးထားတဲ့သူနဲ့တွေ့ဆုံကြရမှာပဲဖြစ်ပါရည်ဒါကြောင့်မလို့တခုလည်းမဟုတ်ဆိုးဘောပဲဖြစ်ဖြစ်ခရိုနီပဲဖြစ်ဖြစ်ကိုယ်ယူတဲ့သူကကိုယ့်ပေါ်မှာချစ်တဲ့သူဆိုရင်တော့အိမ်အောင်ရေးတည်မြဲနေတဲ့နှုပညာရှင်တွေလည်းအများကြီးရှိပါရည် ဟုတ်ကဲ့ပါကျမတို့ရဲ့ channel လေးကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။